အာဆနယ်သင်းနီးပြအတီတာသည်မန်ယူသင်းနှင့်တည်ရေကြပြီးနောက်ချန်ပီယံမျှော်လင့်ချက်ဆုံးသက်သွားပြီလားဟုမေးမြန်းမှုကြောင့်ဒေါသပေါက်ကွဲခဲ့ပြီးစမပြေပဲထွက်ခွာသွားကြောင်းသိရပါဗျ။မလာကိုယန်နေကအုတ်ထွက်ဖို့ကွင်းမှာရှင်ပြိုင်ကစားရပြီးမြားလီပွဲစဉ်တွင်မန်ယူနှင့်အာဆနယ်အသင်းတကိုးစီတည်ရေကြခဲ့ပြီးအချိန်ပို45မိနစ်တွင်ဘရူနိုဖာနန်ဒက်ကပြစ်ဒဏ်ဘောကိုတိုက်ရိုက်ကန်သွင်းရမန်ယူအသင်းအတွက်ဦးဆောင်ကိုသွင်းယူခဲ့က84မိနစ်တွင်ဒက်ကလန်ရိုက်ကခြေပါကူးပြန်လည်သွင်းယူခဲ့ပါဗျ။အာဆနယ်အသင်းသည်ယခုပွဲသည်ရလက်ကြောင်း28ပွဲကစား55မှတ်ရရှိထားပြီး ဇယားထိတ်ဆုံးမှလီဗာပူးအသင်းနဲ့တပွဲလျှော့15မှတ်ပြတ်သွားပြီဖြစ်ပါတယ်ကြောင်ချန်ပီယံရှင်ပြိုင်မှုပြီးဆုံးသွားပြီလားဟုမေးမြန်းမှုအပေါ်အာဒီတာကကျွန်တော်အဲ့ဒါကိုမပြောချင်ဘူးဒီနှစ်စိတ်ပြတ်ရတာကကျွန်တော်တို့နိုင်ပွဲမရလို့ပါကျွန်တော်တို့အနေနဲ့ချန်ပီယံဆုကိုစိန်ခေါ်နိုင်မဲ့အခွင့်အရေးရကျင်နေဆိုရင်ပွဲအားလုံးအနိုင်ကစားဖို့လိုအပ်ပြီးအဲ့ဒါကအရေးကြီးတယ်ဆိုတာကိုသိပါတယ်အခုအဲ့ဒီအကြောင်းပြောဖို့အချိန်ကောင်းဖြစ်မယ်လို့ကျွန်တော်မထင်ဘူးလို့ဖြေကြားခဲ့ပါတယ်မေကူများစွာဖြေကြားပြီးနောက်ဇန်နဝါရီတွင်တိုက်စစ်မှုတစ်တဦးမခေါ်ယူနိုင်ခြင်းအတွက်နောက်တားရမိသလားဟုမေးမြန်းမှုကို၎င်းကမဟုတ်ပါဘူး အဲ့ဒါကြောင့်မဟုတ်ပါဘူးလို့တုတ်ပြန်ခဲ့ပါတယ်။ထို့ပြင် Sky Sport သတင်းဌာနရဲ့ interview မင်းမြန်သူကမင်းကွန်းတို့ခုထပ်မံမင်းကွန်းပြုတ်ရန်တောင်းဆိုရာဒီတာကခွင့်ပြုခဲ့တယ်။သို့သော Champion ရှင်ပြိုင်မှုအကြောင်းကျွန်တော်မေးချင်တယ်ဘာလို့လဲဆိုတော့အခုဆိုရင်15မှတ်ပြတ်သွားပြီ။အဲ့ဒါကအရင်မများလုံးဘူးလားဟုတ်မင်းမြန်မှုပေါ့ဒီတာကမဟုတ်ပါဘူးကျေးဇူးပဲလို့ပြောဆိုတာထောက်ခွာသွားခြင်းဖြစ်ပါတယ်။ယခုတစ်ပတ်ပွဲစဉ်များပြီးတွင်လဘာဘူးအသင်း၏ချန်ပီယံဖြစ်နိုင်ချိန်မှာ69.66ရာခိုင်နှုန်းထိတည်ကြနေပြီးအာဆင်နယ်အသင်းမှာ ပုံညာတသမ3400ခိုင်နှုန်းသာရှိတော့ကြောင်းအော်တာကတွက်ချက်ထားပါတယ်။တပါဘူးသင်းသည်လက်ချံ6ဘက်တွင်16မှတ်ရယူနိုင်ရုံဖြင့်ချန်ပီယံဆုစုခူးရရှိမှာဖြစ်ပါတယ်။